အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီနေ့ညတော့စာရေးသူမိုးထုံးမကွေးရဲ့သူရနဲ့စီးတော်ကြားဤအန်တရဲဆိုတဲ့ပရဂံပီယာဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင် ခင်ဗျာရေမကန်ချောင်းနိုင်သည့်အေယာဝတီမြေဤမနီမွေးလေးတွင်ကျင်းငတ်တာယာရွာဆိုသည့်ရွာလေးတီရွာရှိပေတယ် ထိုရွာလေးသည်ကောက်ဆိုင်ပြိုးနှုတ်လဲလုတ်ကူသာအဓိကထား၍အတံမူဝံကြောင့်ပြုကြလိမ့်ရဲ့ထိုရွာလေးတွင်ဦးငှက်ကြီးခေါ်မௌဆူဦးကောင်းလည်းရှိပေတယ်မௌဆူဦးကောင်းသည်အဘဲကြောင့်ဦးငှက်ကြီးဟုခေါ်ရတနည်းဆိုမௌဆူဦးကောင်းတော်တက်သည်ဆိုပါကမိသည်တားကောင်မှမပါရင်နေငှက်ကောင်30လောက်တော့ပါလာတတ်စမြဲပင်ထိုကြောင့်ပင်ဦးကောင်းနဲ့မိပြောက်၍ဦးငှက်ကြီးဟုသာရွာသူရွာသားများခေါ်ကြလိရောတယ် ဦးငှက်ကြီးသည်တပတ်မှတစ်ခါသာလျင်တော်တက်တယ်။ရွာသူရွာသားများမိသည့်အခါတိုင်းတွင်တော့ဝါသနာကြောင့်သာမုတ်ဆိုးလုံနေရ။အကုသိုလ်တွေမများခြင်းဘူးဟုဦးငှက်ကြီးမှာမမထန်ထန်ဖြေကြားလိရှိတယ်။ဦးငှက်ကြီးသည်မိမမရှိတကိုယ်တည်းလူပြိုကြီးသာဖြစ်ပေတယ်။ပြင်တောင်အိမ်တည်တည်လေးနှင့်တူးတဲသာနေထိုင်နေ။ငယ်စဉ်ကလေးကဝါသနာပါသည့်မုတ်ဆိုးအလုပ်ကိုသာလုပ်ကင်ခဲ့သဖြင့်စကားပြောကြမ်းကလူရင်းသောကြောင့်မိသည့်အပြိုတို့မှာစိတ်မဝင်စားပြီး သူကို၌ကလည်းမိမဟူသည်တာရဲတလိမ့်ဆန်ထက်ပင်ကြောက်ဖို့ကောင်းသည်ဟုထင်မှန်ထားခဲ့သောကြောင့်မြည်သည့်အပြုကိုမှချစ်ရဲမဆိုမကြိုက်ခဲ့ဘူးပေ။ထိုနေ့ကဥငှက်ကြီးတယောက်တောတက်ရန်ပြင်ဆင်နေခိုက်ရွာထဲမှလူပြိုပေါက်အွေကောင်းလေးများရောက်လာခဲ့ကြတယ်။ဥငှက်ကြီးတောတက်ဖို့ပြင်နေရလားဗျ။အေးပေါ့ကွာငဆိုင်ရ။ငါလဲဝါသနာကိုမစွန့်နိုင်လို့သာလုံနေရတာပါကွာ။အမှန်တော့ဒါအကုသို့အလုပ်တွေကွာ။ဥငှက်ကြီး ကျုပ်တို့၃ယောက်ဦးငှက်ကြီးနဲ့အတူတော်လိုက်ကြည့်ရှင်နေဗျာဟီမင်းတို့ကဘာလိုက်လုံးမှာတော့ဟာတော်ဆိုတာအန်ဒီရဲ့တိတ်များတယ်ဖြစ်ပါဦးကွာဟိုဗျာဦးငှက်ကြီးကလေကျုပ်တို့ကလုံငယ်ပဲဗျစူးစမ်းကျင်တယ်လေးလာကျင်တယ်အထူးအဆန်းဆိုပူလောင်စိတ်ဝင်စားသည်လုံငယ်တယ်မလို့စူးစမ်းလေးလာကျင်တာငါလက်ခံပါတယ်သူ့ပေမဲ့လေမင်းတို့အခုစူးစမ်းကျင်နေရကตาရဲ့တလိမ့်ဆန်တွေနဲ့ အန်တရရဲ့အယမ်းများတဲ့တောကိုကဥငှက်ကြီးကလည်းလှုပ်ပါဗျာကျုပ်တို့လိုက်ရှင်လို့ပါဥငှက်ကြီးစကားကိုကျုပ်တို့နားထောင်မယ်လीပြီးတော့ညနေကျရင်လည်းဟိုဘဲချွာအာနေအယက်အစီဝယ်တိုက်မယ်ဗျာဟေးမင်းတို့တကယ်တကယ်ပြောရလားဥငှက်ကြီးဒီအယက်စီကိုအရန်ကြိုက်လीတယ်တိုးတော်လေသူတို့ရွာတွင်အယက်မရောက်ရဘူးဟုတကြီးမအမိန်ထုတ်ထားလीတယ် ို့ကြောင့်ဦးငှက်ကြီးမှာတဖက်ရွာသူအမြဲတစီအရက်စီသွားဝယ်နေရတယ်။အရက်စီမှာလည်းဈေးတော်ကြီးသဖြင့်နမမှန်ပြီ။ထိုရွာကိုတည်တည် ကာလာသားများဖြစ်တဲ့စောမောင်ငဆိုင်နဲ့လွင်မောင်တို့ကဦးငှက်ကြီးအားတောတက်ခေါ်ရန်အချက်ကိုင်းနေခြင်းပင်ဖြစ်ပေတော့တယ်။ဦးငှက်ကြီးပြောစကားအားစောမောင်မှသူ၏အိတ်ကက်ကိုပုတ်ပြလိုက်လိမ့်တယ်။ဒီမှာပတ်စံတော်မှာတခါတည်းပါတယ်ဗျ။ဦးငှက်ကြီးသာကျုပ်တို့ကိုတောလိုက်ခေါ်ရင်အရက်စီသုံးမလင်းဝယ်တိုက်မယ်ဗျ။ ကောင်းပြီလေမင်းတို့လိုက်ချင်တပါဆိုရင်တော့လိုက်ခဲ့အေးဒါပေမဲ့လို့ငါစကားကိုအသေးချာနားထောင်မှဖြစ်မယ်နော်စိတ်ချစမ်းပါဗျာဦးငှက်ကြီးစကားကိုကျုပ်တို့နားထောင်ပါမယ်အီတို့နဲ့ဦးငှက်ကြီးနဲ့အတူစောမောင်ငဆိုင်နဲ့လွယ်မောင်တို့သည်တော်လိုက်ရန်အတူတကွာထွက်လာခဲ့ကြတော့တယ်တော်ဆက်ကိုရောက်သည့်အခါတွင်တော့ဦးငှက်ကြီးသည်လွယ်ထဲမှဖျက်ရွက်နဲ့ထုတ်ထားသည့်ထမင်းတို့ကိုဖြီးကာရေတမာပင်အောက်ရှိဆင်းလင်းပေါ်တွင်တော်မြောင်လိုက်လေတယ် တော်မောင်တော်မချောက်အောင်စောင့်ရှောက်ပြီးရန်တော်ဆောင်နဲ့အာတင်မြောက်ခြင်းဖြစ်ပေတယ်။ထို့နောက်ငဆိုင်တို့ကာလာသာ၃ယောက်ကိုပင်납ပြလီတယ်။ထိုကဲ့သို့ပြုလုပ်ပြီးပြီဆိုတာနဲ့တော်ရဲကိုဝင်လာခဲ့ကြတော့တယ်။ဦးခက်ကြီးသည်သူ၏ဒူးလေးကိုနားထဲတစ်ချောင်းအစင်သင်ထဲထားကလက်မှကင်ထားလိရဲ့။ဤကဲ့သို့ရှောက်လန်းလာကြရင်ခြုံတစ်ချုံအကွယ်သို့ရောက်သည့်အခါတွင်တော့ချောင်းပေးတွင်ရေတောင်းနေသည့်ဆက်တကောင်အားတွေ့လိုက်ကြရသည်။ငဆိုင်မှဦးငှက်ကြီးကိုလက်ညှိုးထိုးကပြလိုက်တယ်။ ။ဦးငှက်ကြီးလည်းမုတ်ဆိုးဒူးတော့ထိုင်ကစက်ကိုဒူးလေးနဲ့ချိန်လိုက်တော့တယ်။အသေးချာချိန်ရွယ်ပြီးသည့်အခါတွင်တော့ဦးငှက်ကြီးဒူးလေးထဲမှာမျှတန့်သည့်ဝိတ်ခနဲအတန်နှင့်အတူဒူးလေးထဲမှာထွက်သွားလိမ့်တယ်။မျှတန့်သည့်စက်ဤညာဘက်မျက်လုံးမှနေ၍ဘယ်ဘက်မျက်လုံးကိုထုတ်ချင်းပေါက်သွားလိမ့်တယ်။ထိုအခါငဆိုင်မှဝန်တာအာရနဲ့ဟာထီသွားပြီကွာဦးငှက်ကြီးကတော်ချက်ပြာစူကာပြောလိရေထိုကဲ့သို့ပြောပြီးသည်နှင့် ။မဆိုင်သည့်ဆက်ကိုကောက်ရန်ပြေးသွားလိမ့်တယ်။ထိုအချိန်တွင် အာလုံးမထင်မှတ်ထားသည့်ကိစ္စတစ်ခုဖြစ်သွားတော့တယ်။ဆက်စီသူအပြေးသွားနေသောငဆိုင်အားကြားရကောင်မှ ခုံးလိုက်သောကြောင့်ပင်ဖြစ်ပေတယ်။ကြားသည့်ငဆိုင်၏လက်ဘင်းကိုကိုက်ခါဆွဲခါရန်နေတယ်။ဦးငှက်ကြီးမှမှင်သက်နေရာကနေတတိပြန်ဝင်လာကလူလီတဲ့ကိုမြားတန်ထဲ၍ကြားကိုပြစ်ချလိုက်တယ်။ကြား၏ဝမ်ဘိုက်ကိုထိမှန်သွားပါတော့လေ။မြားထံမှာရာပါကိုထိတဲ့ကဲ့သို့ပြန်ကန်ထွက်လာခဲ့တယ်။ ကြာသည့်ငဆိုင်ကိုပြစ်ချကဥငတ်ကြီးတို့သုံးစီကိုကြည့်နေလေတယ်။ဥငတ်ကြီးမှာတခါမှမကြုံတွေ့ဘူးသည့်ကိစ္စပေမို့ပြီးရန်သာပြောတော့တယ်။လွေမောင်နဲ့စောမောင်ကြီးပြီးတော့ဟာဒါရိုးကြမုတ်လောက်ဘူးကွပြီးပြီးဒီတော်တဲ့ကနေလောအောင်သာပြီးဟိဥငတ်ကြီးတို့မှာထုတ်ကဲသူပြောက နောက်သူလှည့်ပြီးလီရော့တယ်။စောမောင်နဲ့လွေမောင်တီလဲဥငတ်ကြီးအနောက်မှနေ၍ပြေးလိုက်လာကြတော့တယ်။ အနောက်သို့လှည့်ကြည့်သည့်အခါတွင်လည်းအဝါအနက်စင်ကြားနှင့်ကြားကြီးမှလိုက်လာလျေတော်ဆက်ကိုကြော်သွားသည့်အခါတွင်တော့ကြားမှဆက်၍မလိုက်တော့ပဲတော်တဲ့သူပြန်ဝင်သွားလျေဦးငှက်ကြီးနှင့်စောမောင်တို့သည်တော့နောက်လက်မကြည်စတန်ပြီးကရွာထိပ်သို့အရောက်တွင်တော့လူများပြော့ခွေကသုံးစလုံးမောဟ၍မိလေကြားသွားလျော့ရီလေထဲမှပြန်လာကြသောရွာသားတစုသည်ဦးငှက်ကြီးတို့သုံးကိုတွေ့ကပွေ့ချီ၍နေအိမ်သို့ပြန်ပို့ပေးချလိုက်တယ် ဦးငှက်ကြီးတို့တတိပြန်ရလာသည့်အခါတွင်တော့အကြောင်းစုံမေးကြည့်ကြတော့တယ်ဦးငှက်ကြီးမှာသူ့စီကိုစောမောင်တို့တော်လိုက်ခြင်းလို့ရောက်လာတာကစ၍ကြားလိုက်လို့ပြီးရသည့်အထိဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်ပါတော့တယ်ငှက်ကြီးပြောပုံအားဆိုဒီကြားကရိုရိုကြာဖြစ်ရင်မတူဘူးကွာတေချာပေါတော်ဆောင်နဲ့ရဲ့စီးတော်ကြပဲဖြစ်ရမယ်တကြီးပြောသလိုတော်ဆောင်နဲ့ရဲ့စီးတော်ကြဆိုရင်ဦးငှက်ကြီးတို့ကဘာမှမရလောက်ခဲ့ကြလို့လေဗျာ အင်းငဆိုင်မော်ကွာငါတောမြောက်နေတုန်းမှာအယုံကြီးမရှိတဲ့ဇကားတွေပြောရည်လीပြီးတော့ငါတားနေတဲ့ကြားကနေအဲ့ဒီနတ်ဆင်ရှိတဲ့ရေတမာပင်အနောက်မှာအပေါ်သွားလိုက်လीဟာဒီကောင်ငဆိုင်ဒီတော့အကြောင်းကိုမသိရလဲမှုတ်ဖဲနဲ့ကွာငါပါတကြီးလက်ထက်ကလေးကဒီတော့ဟာလုံးဝအမားမခံဘူးကွာနေပါဝန်တကြီးရဲ့ဒီတော့ကိုကြားဆောင်လာလားနတ်ကဆောင်လာလားအာဒီကောင်ဂျပူ ငါထုပလိုက်ရင်မင်းရက်ကထပ်ပြီးတော့ပူတော့မယ်။မဆိုင်ကအမားလို့လို့တောဆောင်နဲ့ကသူ့ရဲ့စီးတော်ကြနဲ့တိုက်တတ်တာပေါ့ကွာ။အော်ဒီလူကိုရွာသူရွာသားများနဲ့တကြီးတီသူတို့ဤထင်မြင်ချက်အမျိုးမျိုးကိုပြောနေကြလေ။ထို့နောက်ရွာရှိကာလာသားအများစုနဲ့ဒေါက်တာလက်နက်ကိုစီကင်ကမဆိုင်ဤအလောင်းကိုတွားယူခဲ့ကြတယ်။ထုံတဲ့အစင်လာတိုင်းပြုလုပ်ကမြေမြုပ်တကြိုးပြီးခဲ့ကြလိမ့်ရေဤသို့နှင့်အနောက်ဘက်တောင်တုံခမ်းဝဘတို့ ေမင်းကြီးကြားရောက်သွားကမကြမီအချိန်တွင်းမှပင်အမောင်သူကြီးဆွေ၍လာပါလီတော့တယ်ကျင်းခတ်သားယာကြီးဝတော်ဤရွာသူရွာသားများတီလေနေဘက်တွင် အလုပ်ပင်ပန်း၍ညဘက်တွင်စစောအိယာဝင်ကြတော့ကြောင့်တရွာလုံးအကြတံပင်မကြရလောက်အောင်တိတ်ဆိတ်နေခဲ့လီရေထိုခါကြားတဲ့ကောင်ဤဟိန်းတန်ကထွက်ပေါ်လာခဲ့လီရေကိုရင်မကိုရင်မထောင်းတော့ထောင်းဘာလဲမိကြွယ်ဟာ ငါမှရရေးရွာကြီးကိစ္စတွေနဲ့တနေကုန်အလုံးရှုံနေတာညာဘက်တော့ကောင်းကောင်းအိပ်ပြရစီဟာအသက်တွေလည်းကြီးပါပြီတော်ဘာပြောနေရတော့အခုတော့ကိုနှိုးနေရကကြားဟင်းတန်ကြီးကြားလို့တော့ဟေးကြားဟင်းတန်တကြီးဦးရင်မောင်ဒီထိုကမန်းတလေးရဲ့ငေါထုတ်ထားတိုင်းကနားစွန့်နေခဲ့လိရဲ့ကွန်တရာညခန့်အကြသည့်အခါတွင်တော့ကြားဟင်းတန်ကြီးကိုပြပီတတ်တာကြားလိုက်ရလိတယ်ကြားကြားဟင်းတန်ကြီးက အတော်လေးကိုနီးလာကြည့်လားဟဒိုးရွာထဲမှာများရောက်နေလာမသိဘူးနော်တကြီးဦးရင်မောင်ထိုကဲ့သို့ပြောဆိုနေတဲ့အခါသူဤအင်ရှိဝိုင်းမှနေ၍စူညဉ့်ဉဏ်အတန်များထွက်ပေါ်လာခဲ့လျေရွာသူရွာသားများသည်တကြီးအိမ်ဝိုင်းထဲကိုဝင်ကာတကြီးကိုအော်ခေါ်နေကြလျေတကြီးယို့တကြီးထပါအောင်မြဒီလောက်တရွာလုံးစုညံနေတော့ကွာတကြီးကမနိုးဘူးလားဟတကြီးဦးရင်မောင်ဒီအဲ့ရဲမှာကုံယုံထား၍ ဒီတကားလက်ကင်ကိုကင်ကဆင်းလာခဲ့လိရဲ့သူဤဝိုင်းရဲတွင်ရွာသူရွာသားများတတော်များများကိုတွေ့လိုက်ရလိရဲ့ညာကြီးအချိန်မတော်ကွာဘာဖြစ်လာကြတော့ဘာဖြစ်ရမလဲတကြီးကရွာထဲကိုကြောင်းဝင်လို့ဗျဟီးမြတ်စွာဘုရားဘလို့ဖြစ်ပြီးရောကြားရွာထဲကိုဝင်လာတာတုံးဟာအဲ့တော့ကျုပ်တို့လည်းမသိဘူးဗျမတ်တင့်စိန်ကမြင်လိုက်တာဟုတ်တယ်တကြီးရဲ့ကျမအသေးချာကိုတွေ့လိုက်ရတာအာ အပေါ်သွားခြင်းလို့အယောက်ကိုဆင်းမလို့လုံးနေရောရွာလမ်းမစီကနေမမဲအကောင်ကြီးပြေးလာနေရတော့ကျမလည်းကြည့်နေတုံးမှတင်အင်းရှိနီနီကနေဖြတ်သွားမှကြာမှန်းသိတာကြားကလည်းကိုတော်ကြာကြီးတကြီးရဲ့နောက်တော့ရောဘသူမြင်သေးတုံးကျုပ်မြင်လိုက်တဲ့တကြီးအေးဟုတ်ပြီကြည်လင်းမင်းပြောစမ်းဘလို့တွေ့ရလဲဒီလိုဗျကျိုးရွာတောင်ပိုင်းကများလေးနဲ့မြစ်တာမျှနေကြတယ်ဆိုတာတရွာလုံးနဲ့အတိပဲမဟုတ်လားဗျ အေးသိပါတယ်မိเจ้าမသားရဲ့လူရင်းကိုပဲပြောစမ်းပါကျုပ်ကမြားလေးကိုသူတို့အိမ်ရှိမှာခိုးတွင်းနေတော့ကြားရင်တန်ကြီးကိုကြားလိုက်ရတယ်ဗျမြားလေးဆိုတာကလည်းကြောက်ပြီးတော့အိမ်ထဲကိုအတင်းဝင်ပြီးတာကျုပ်လည်းဘယ်ကိုပြီးလို့ပြေးရမှန်းမသိရနဲ့အဲ့ဒီအနာကတရက်ပင်ပေါ်တက်နေလိုက်တယ်ဗျအဲ့ဒီမှာတကြီးရေမတ်တင်စိန်ပြောသလိုပဲတကယ်ကိုးတော်ကြားကြီးကိုတွေးရတာဗျူကြားကြီးကကျုပ်သပင်အောင်မှာလာရနေရဗျခေါင်းကြီးကိုလည်းဘယ်ညာရမ်းပြီးတော့အခုခုရှာနေတဲ့ပုံပဲ နောက်တော့ရွာအရှေ့ဘက်ကိုထွက်ပြေးသွားတယ်။ကြည်လင်းလိုပဲကြုံတယ်တွေ့တယ်ဗျ။ငါလည်းကြားကိုတွေ့လိုက်တယ်။ကြုံရောပဲတော့။ရွာသူရွာသားတိုင်းဒီကြားကိုတွေ့လိုက်ကြသည်ဟုဆိုကြကုန်တယ်။တွေ့သည့်နေရာချင်းမတူတော့ညာလေ။ကြားပထမဟင်းသည်နှင့်တွေ့မြင်လိုက်ရကြောင်းကြားကတခုခုကိုရှာနေသလိုခေါင်းကိုပဲညာရင်းကလက်ကြည့်နေသည်ကိုတွေ့လိုက်ရကြောင်းဤကဲ့သို့တူနေကြလိမ့်ရဲ့။ဒီကြားကအတော်လေးကိုထိုးဆန်းတာပဲ။ အချိန်ထဲမှာတင်ရွာအနှံ့မှာတွေ့လိုက်ကြတယ်။ဒီကြားကတောဆောင်နဲ့ရဲ့စီးတော်ကြားများလား။အိုးတောဆောင်နဲ့ရဲ့စီးတော်ကြားပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်တကြီးဟာတကြီးတခုခုတော့စီစဉ်ပေးပါ။အဲ့လိုမှမဟုတ်ရင်ရွာထဲကကလေးတွေနဲ့တကြီးရွယ်အိုးတွေကြားဟင်းတဲ့ကြောင့်လန့်ပြီးတော့နှလုံးရောကရာကုန်မယ်ဗျ။ဟုတ်တယ်တကြီး။အစမလို့ကြားဟိုင်းုံနေဟိုင်းနာနေမှာတော့ဘယ်အချိန်မှလူကိုဆွဲမဲ့မသိဘူး။တကြီးအနေနဲ့တခုခုတော့စီစဉ်ပေးပါ။ ဟုတ်တယ်ဗျို့ကျုပ်တို့လည်းထောက်ခံတယ်တကြည်တခုစီစဉ်ပေးပါအေးပါကွာအေးပါမနှက်ကြရင်ငါတခုခုစီစဉ်ပေးပါမယ်အခုတော့ကင်းဆောင်မှုအတွက်စင်ကြီးမင်းကရွာတွေကတိန်တယောက်ကာနာသားတွေကိုခေါ်ပြီးတော့စောင့်လိုက်ကွာနော်တခုထူးခြားတာနဲ့တန်ချောင်းခေါက်ကြားလားဟုတ်ကဲ့တကြည်ကဲကာနာသားတွေကြားရင်နော်အခုပဲတိန်တယောက်ငါးနှစ်ကိုလိုက်ခဲ့ကြတော့ဤတို့နေရွာသူရွာသားများသည် ိုဒီကိုဒီအိမ်သူပြန်သွားကြလီရောလေတကြီးဒီမိတ်နိုင်သေးပဲပက်လက်ကလေးထိုင်လေးပုံမိကတာမင်းကြီးကိုမော့ကြည့်နေခဲ့လီရေတကြီးထိုကဲ့သို့ကောင်းကင်ကိုမော့ကြည့်နေသည့်အချိန်သူ၏အရှိတို့ဒါနှစ်လက်ကိုကြောမလွယ်၍နှုတ်ခမ်းမွေးကြဲကြဲနဲ့ခေါင်းမပေါင်းထားသည့်လူတယောက်ပေါ်လာခဲ့လီရေခမ ्या ကဘသူတုံးကျုပ်တို့ရွာမှာတခါမှလည်းမမြင်ဘူးနော်ကျုပ်ကဒီရွာရဲ့ရွာဆောင်နဲ့ပဲအခုရွာထဲကိုဝင်နေတဲ့ကြားကတော်ဆောင်နဲ့ရဲ့စီးတော်ကြားပဲ သူ့တခင်ကိုမတွေ့ရင်ဒီကြားကအလုံးကိုဒေါသထွက်ပြီးရွာထဲကလူတယောက်မကြမ်းကြိုက်တတ်လိမ့်မယ်။ပြာဒါဆိုရင်ကျုပ်တို့ကဘယ်လိုလုပ်ရမလဲ။စိတ်မပူပါနဲ့ဒီတပတ်အတွင်းမှာတီလာသမารီနဲ့ပြည်စုံတဲ့ဆရာတုံးရောက်လာလိမ့်မယ်။ဆရာတွေကိုအကူအညီတောင်းပြီးဖြည့်ရှင်းလိုက်ပါ။ဒါနဲ့ရွာဆောင်နဲ့ကြီးစီးတော်ကြရဲ့တခင်ဆိုတော့တောဆောင်နဲ့ပဲတောဆောင်နဲ့ကဘာဖြစ်သွားလို့လဲ။ ီကိစ္စကိုလည်းအဲ့ဒီဆရာတွေထံမေးကြည့်ပါ။သွားခွင့်ပြုပါအောင်။ရွာဆောင်တဲ့မှာဤကဲ့သို့သာပြောပြီးတဲ့နှမျက်လုံးအရှိမှရင်ပျောက်ွယ်သွားခဲ့လေတယ်။မကြီးမှဘေဘီကိုကြည့်ရင်ရွာဆောင်တဲ့ကြီးရွာဆောင်တဲ့ကြီးထိုကဲ့သို့ပါဇက်မှရေရုပ်ကအိမ်မက်မှနိုးလာခဲ့လေတယ်။တကြီးဒီထိုကမှသာပလက်ကလထိုင်လေးပေါ်မှာသူအိပ်ပျော်သွားမှန်းသိလိုက်ရတယ်။အိမ်မက်ကြောင့်ကိုစဉ်းစားသည့်အခါတွင် ရွာဆောင်နယ်ပြောသည့်အတိုင်းဆရာကြီးအမြန်ရောက်လာစီရန်ဆူတောင်းနေမိရောတယ်။တကြီးသည်ထိုအိမ်မက်အားအဘဲကြောင့်ယုံကြည်တည်းနီးဆိုပါကထိုရွာတွင်အလွန်စမ်းကြပြီးဆိုရွာသည်ဖြစ်ရမျိုးဖြစ်ပါကရွာဆောင်နယ်မှာရွာကြီးအကြီးကဲထံသို့အတိပေးခြင်းအိမ်မက်ပေးခြင်းပြုလုပ်တတ်သည်ဟုဆိုစကားရှိခဲ့ခြင်းကြောင့်သာဖြစ်ပေတယ်။တကြီးသည်အိမ်ပေါ်သို့တက်ခါအိပ်ရာထဲ၌ကြောခင်း၍အိတ်လိုက်တော့တယ်။လင်ချက်တုံ၍မိုးလင်းသည်လော ဘိုးလင်းဒီမလို့လင်းချက်တုံဒီလို့တော့မပြောတတ်ပြီအရှိဘတောင်နှန်းနေကြတဲ့ကနေနေမင်းကြီးဟာထွက်ပေါ်လာခဲ့တော့လीတယ်အီယာဝရီအီမြကန်းပိဆက်တွင်ယောဂီအင်းကြီးပဆိုးများနှင့်ချောက်လန်းကသွာလာနေကြသည့်လူသုံးဦးကိုတွေ့လိုက်ရတယ်ထို့လူသုံးဦးသည်မကောင်းသူပဲကောင်းသူကဲကကိုနေရဲ့သားသမီးများ၏ဒုက္ခကိုလိုက်လံကယ်တင်ပေးနေကြသောအထက်လန်းပညာရှင်များဖြစ်သည့်သူရနှင့်သူ၏ဆရာနှစ်ဦးတို့ပင်ဖြစ်လေတော့တယ် ။သူရတို့သည်ဆက်လက်ရှောင်းလန်းသွားလာရင်ကျင်းငတ်တရားရွာဟုခေါ်သည့်ကမီထိုးထားသောရွာထိပ်ဆိုင်ပုတ်လေး၏ဘေးကဇရက်ဘေးမှနာနေလိုက်ကြတယ်။ဇရက်ငရီကျွန်တော်အအောင်ထဲမှာပေါ်လာတာဒီပါပဲဗျ။ရွာထဲကိုအเจ้าဝင်ပြီးတရွာလုံးကိုပတ်မှွင့်နေရ။မင်းပြောပုံအရဆိုကျားကရိုးကြတော့မုန်းတော့ဘူးနော်။မင်းညားကအထက်ပုတ်ကိုကြီးတည်းဟာကျွန်တော်ကိုတောင်းဝင်ပြီးရင်အเจ้าဆုံးကိုရှင်းပြခဲ့တယ်ဆရာငါဒီ။ ။ဟေးဟုတ်လားရှင်းပြစမ်းမအောင်ကွာ။ဒီလိုဆရာငရေကြီးဒီဝါနောက်ဘက်ကတော့အဆက်မှာဆုံးမတရောင်နေရဆိုပဲဗျ။အဲ့ဒီဆုံးမကကြေးစားဆုံးမတဲ့။ပတ်စံပေးရင်ပညာနဲ့လူတွေကိုပြူစားတယ်တဲ့။အကူတောဆောင်နဲ့ကိုဖမ်းပြီးနတ်တိုက်နဲ့လူတွေကိုတိုက်နေလေရဲ့။အဲ့ဒီမှာထူးဆန်းတာတစ်ခုကတောဆောင်နဲ့ကစီးတော်ကြာကိုတနေရာမှာသွားဖွက်ထားခဲ့တာတဲ့။စီးတော်ကြာသူ့ရဲ့သခင်ကိုဖမ်းသွားတာလူဆိုတာတိတော့ အနီးနားရွာတွေတဲကိုဝင်တော့တာပြီဒါဆိုရင်ဒီဘာတွေကိုဝင်နေတာတောဆောင်နဲ့ရဲ့စီးတော်ကြဖို့ဒိုင်းနေပါဦးသူရရဲ့အဲ့စီးတော်ကြကတောအဆက်မှနေတဲ့ဆုံးမရဲ့တဲကိုကြဘာလို့မသွားတာတော့အဲ့ဒါကဒီလိုဆရာငတိရဆုံးမကတောရဲ့အနောက်ဘက်အဆက်မှနေပင်မဲ့လို့တကယ်တမ်းကျနေကွဲသွားပြီဗျတခြားတောဆောင်နဲ့ရဲ့အပိုင်းစားနေမီတဲကိုရောက်သွားလို့သွားခွင့်မရှိဘူးလေဗျအော်ဒါကြောင့်ကို ဒါဆိုလည်းဒီညာစီးတော်ကြားကြီးကိုဒီရွာထဲမဝင်ရအောင်လုပ်ရတော့မှာပေါ့ကွာခုနောက်သူရတို့ဆရာတပည့်၃ဦးဒီကျင်းကတရားကြီးတော်ရွာအတွင်းကိုဝင်လာခဲ့ကြတော့တယ်ရွာလမ်းမအတိုင်းရှောင်းလန်းသွားလာရင်ပေါတူထန်းလာသည့်ရွာသားတယောက်ကို တွေ့ရနှင့်တကြီးအိမ်ကိုမိကခရီးဆက်ခဲ့လိုက်တယ်တကြီးအိမ်ဝိုင်းရှိကိုရောက်တော့အခါတကြီးအိမ်ဝိုင်းထဲတွင်ရွာသူရွာသားများအတော်များများကိုတွေ့ရကခြေထောက်နှစ်ဖက်လုံးကိုပစိုးစားဖြင့်စီးထားသည့် လူနာတဦးကိုလည်းတွေ့လိုက်ကြရတယ်။သူရတို့လည်းဝိုင်းဝါးမှနေကဝင်ဝင်တောင်းနေတယ်။ယို့တကြီးတကြီးဟေးဘသူတွေတုန်းဟာလာလေးဝိုင်းထဲဝင်ခဲ့ကြ။သူရတို့လည်းတကြီးအိမ်ဝိုင်းထဲကိုဝင်လာကတကြီးထိုင်နေသည်ခုံတန်းလျားလေးဤညာဘက်တွင်မတက်ရလိုက်ကြတယ်။မောင်ရင်တို့ကဘေဘာကတော့ကျုပ်စီကိုဘာခေစာရှိလို့လဲ။ကျုပ်တို့ကနယ်လှည့်ပြီးစေကူပေးနေတယ်ဆရာလေးပါတကြီး။ ။တကြီးတို့ရွာကိုကြားတဲ့ကောင်ဝင်မှွင့်နေတယ်မဟုတ်လား။အဲဒါကြောင့်ကျောတို့ကကိုကြီးဘိုးရောက်လာတာပါ။ဒါဆိုလေထိုင်ကြပါခင်ဗျာထိုင်ကြပါ။ဆရာတွေကိုမလေးမစားပြုလို့မိတယ်လို့ဖြစ်သွားရင်ဝင်မြူပါနဲ့ဗျာ။ယောခတ်ပေါ်တကြီးရေကျောတို့ကဟဲ့ရန်မမာနာနဲ့ငါကွားဆိုပြီးဇောင်းကြွနေတဲ့ဆရာတွေမဟုတ်ပါဘူးဗျ။ကောင်းပါပြီဆရာတို့ရေကျောတို့ရွာကိုကယ်တင်ပေးပါနော်။ကိုကြီးပြိမဲ့ပြောပြီးပြီပဲတကြီးရေဒါနဲ့ဟိုးကလူကဘာဖြစ်တာတော့မြတ် အဲအဲ့ဒါကဒီလိုဆရာတို့ဤမနေ့တနေ့ညာလောက်တုန်းကပေါ့ကျုပ်တို့ရွာကိုကြားဝင်နေဗျပထမရက်တော့ဘာမှဖြစ်ဘူးဗျမနေ့ညာလောက်ကလေဒီကောင်ကဆန်မူပြီးသူ့တဲထဲမှာအိတ်နေုံကြားဝင်ဆွဲလို့ဗျူကြားကအရင်ဆုံးငဆန်းရဲ့ခြေတော့ကိုလက်သေးနဲ့ကုတ်ပြီးတော့ဆွဲတယ်ဆိုပဲဗျငဆန်းကအော်လိုက်တော့အနီးနားပဝန်းကျင်ကပြေးလာကြတာလီကြားကလူတန်ကြားတာနဲ့ငဆန်းရဲ့ခြေတော့ကိုကိုက်ပြီးအိမ်မော်ကနေအတင်းဆွဲချတော့တာ အဲ့ဒီမှာလူတွေအရောက်မြန်လို့ပေါ့မဟုတ်ရင်ဒီကောင်ငဆန်အသက်ပြောက်ပြီအော်ဒီလူကိုစိတ်မပူပါနဲ့ဒီညာစီးတော်ကြရွာတဲကိုမဝင်အောင်လုပ်ပေးပါမယ်ငဆန်ရဲ့အနာပတိကို ဖြည့်ပြပါလားကျုပ်တဆွမ်းတလောက်ကုပေးခြင်းလို့ပါဤတခါတွင်တော့ဆရာသားကျော်မှပြောလိုက်ခြင်းဖြစ်ပေတယ်ဆရာသားကျော်သည်ပြောလဲပြောရင်ထိုင်ရမှထသွားကငဆန်ဤဘေးကိုသွားလိုက်တယ်ငဆန်သည်သူ၏ခြေထောက်ကပတိများကို ဖြီးကံပြလိုက်တယ် ဆရာသားကျော်သည်ခြေထောက်ကိုလက်နှင့်ဥပတိပဲလှဲ့ကအနာများကိုကြည့်နေတယ်။ထို့နောက်လွယ်အိမ်အတွင်းကနေအဖြူရောင်ဘူးလေးတပူးကိုထုတ်လိုက်တယ်။အဖုံးကိုဖွင့်၍လက်ထဲကိုလောင်းထည့်လိုက်သည့်အခါတွင်တော့အဝါရောင်ချွတ်ပြပြအေးများထွက်လာခဲ့တယ်။ထို့အေးများနဲ့ငဆန်ဤပေါင်မှဆာ၍ခြေပြားအထိဆရာသားကျော်မှလိမ်ပြီးလိုက်တယ်။ပညာလိမ်ပြီးသွားသည့်အခါတွင်တော့ဆရာသားကျော်လည်းမနှက်ပြန်ကောင်းသွားလိမ့်မည်ဟုပြောလိုက်တယ်။ဆရာသားကျော်သည်ထိုင်ကုန်မှဝင်ထိုင်ပြီးသည့်နေ့ ရေတင်တစ်ခွက်ကိုတောက်လိုက်တယ်။ထိုအခါမှဆရာငဒီသည်တကြီးကိုပြောလိရော့တယ်။ကဲတကြီးကျုပ်တို့ကရွာထဲကိုစီးတော့ကြမဝင်နိုင်အောင်လုပ်ရမှာဆိုတော့ဒီရွာရဲ့တောအဆက်နားမှာပဲသွားနေလိုက်တော့မယ်။တကြီးအနေနဲ့ကတော့ညကြရင်တရွာလုံးအပြင်မထွက်ဘူးပြောကြထားပြီးပါ။ကျုပ်ပြောပြီးထားပါမယ်။ဒါနဲ့ဆရာတို့ကျုပ်ကိုရွာဆောင်နဲ့ကြီးပြောတော့ကကြားကသူ့ရဲ့တခင်ကိုရှာနေရတဲ့။သူ့တခင်ကတောဆောင်နဲ့ပဲဗျ။ တောဆောင်နဲ့ကဘယောက်သွားလို့တုံးထိုကဆရာငဒီမသူရကိုကြည့်ကမင်းမင်းပြောပြလိုက်တော့ဟုပြောလိုက်တယ်သူရလည်းရှေ့ကိုတို့ပြီးတကြီးအားဒီလိုပြဟုအစားကြည့်၍ဖြစ်ချောင်းကုန်စင်ပြောပြလိုက်တော့တယ်နားထောင်နေသည့်ရွာသူရွာသားများနဲ့တကြီးပါဝင်အကုန်လုံးအံ့ဩသွားခဲ့ကြလိမ့်တယ်ထို့နောက်သူရတို့သည်ရွာပြင်တောဆက်ကိုသွားကတပင်တပင်အောက်တွင်ထိုင်နေခဲ့ကြလိမ့်တယ်ဤတို့နေအချိန်တွင်တွေ့၍ကုံဆုံးခါ ညာအချိန်ခါသို့ရောက်လာခဲ့တော့တယ်။သူရတို့လည်းတမထာအာထုံနေရာမှာရလိုက်ကြပြီး တောဘက်ကိုလှည့်ကမတက်ရက်နေခဲ့ကြလေ။မကြာမီအချိန်တွင်းမှပင်ဂျာဟင်းတန်ကြီးကိုကြားလိုက်ရကသူရတို့အရှိကိုစီးတော်ကြကြီးပေါ်လာခဲ့လေ။ဆရာငရီသည်ရှေ့ကိုတို့ကသွားလိုက်တယ်။ဟဲ့စီးတော်ကြာတင်းရတဲ့ခင်တောဆောင်နဲ့ကိုဖမ်းသွားတာကတခြားလူလေ။ဘာကြောင့်မဆိုင်တဲ့လူတွေကိုဒုက္ခပေးနေရတော့ အခုလဲလူတယောက်ကိုအကြောင်းရင်းမရှိပဲသင်ကြိုက်ခဲ့တယ်။သူနဲ့ကဘာဆိုင်တို့တုံးဟဲ့ထိုကစီးတော်ကြသည်ဘောင်းဝေါင်းဟုနှစ်ချက်ဟင်း၍ပါဇက်လောက်ကတခုခုပြောနေခဲ့တယ်။ထိုအရာကိုဆရာငရီတူသာနားလဲလီတယ်။သင်တခင်ကိုဖမ်းသွားတဲ့လူနဲ့အမျိုးတော်ပင်မဲ့လို့သူနဲ့မှမဆိုင်ပဲ။အခုဘဲရွာတဲ့ကူမှမသွားနေတော့တော်ထဲမှာပဲနေပါလို့ချုပ်မြစ်တာရက်ခန့်နေ။ တင်းရဲ့တခင်ကိုကျုပ်တို့အခုသွားကက်တင်ပေးမယ်။တင်းဒီညာတော်ရဲမှာပဲနေမှနော်။ကြားသည်ဒေါ်ဘက်သူလှည့်ပြီးပြန်ဝင်သွားခါအနောက်ကိုလှည့်ကြည့်ပြီးတစ်ချက်ဟိမ့်လိုက်သေးတယ်။သူရတို့လည်းအချိန်မဆိုင်တော့ပဲတော်ရဲကနေဖြတ်ပြီးစုံမကြီးတဲကိုသွားလိုက်ရော်တယ်။ဆရာငရီခုနကပြောတဲ့အထက်မှာအမျိုးတော်ပေမဲ့သူလောက်တာမှမဟုတ်ပဲဆိုတာကဘာပြောရလဲဗျ။အော်ဒါလား။ အဲ့ဒီကျင်းငက်တာယာရွာတွေကကြားခိုက်ခံရတဲ့ငဆန်ကတော်ဆောင်နှက်ကိုဖမ်းပြီးတော့နှက်တိုက်နဲ့လှုပ်ရှားနေတဲ့စုံးမကြီးနဲ့အမျိုးတော်တွေကရှိတော့ကြားဒါကိုသိလို့မနိုင်နိုင်ရမဲတော့တာလီ။အော်ဒါကြောင့်ကိုဟာဆရာငရီအိုးရှိမှတဲတဲတဲတွေ့တယ်ဗျ။စုံးမရဲ့တဲဖြစ်မဲ့ထင်နေ။ဟုတ်မယ်ကွတဲတဲကနေအမဲရောက်ခုံးငွေတွေထွက်နေတယ်။ဘေးနားမှာလည်းနနာဘာဝတွေကဝိုင်းထားပါလား။ ကိုငဒီကျုပ်တို့ကိုတော့တွေ့သွားပြီထင်တယ်ဗျဥမာအကုန်ပြေးလာကြပြီဗျဆရာသားကျော်ဒီထိုကဲ့သို့ပြောရင်လွယ်ထဲကနေအင်းတစ်ချက်ကိုထုတ်လိုက်တယ်အင်းကိုပဇန်နာတည်၍မန္တန်ယူပြီးတာနဲ့ပြေးလာနေသည့်နနာဘာဝများထံပြစ်ချလိုက်တယ်အင်းချက်လေးသည့်နနာဘာဝများနဲ့ဝါတပြန်အကွာကိုရောက်သွားသည့်အခါတွင်တော့အင်းရဲ့ကနေရွှေမြောင်ကျိုးများဖြင့်ပြုလုပ်ထားသည့်ပိုက်ကွန်တစ်ခုထွက်လာကအပေါ်ကိုမြောက်တက်သွားလိမ့်ရဲ့ ိုရွှေရောင်ပိုက်ကုံပြန်ကြရတော့နနာဘာဝအကုန်လုံးပေါ်သူကြသွားကချုံမိသွားခဲ့လေတယ်နနာဘာဝများမှာစူစူဝါဝါအော်ဟင်ရင်ပိုက်ကုံအတွင်းမှာချုံမိနေကြလေတယ်ထိုချိန်ဆရာငတိသည်ဆရာသားကျော်ရှိမာနီကတစုံတစ်ခုကိုရိုက်ချလိုက်တယ်ဆရာငတိရိုက်ချလိုက်တော့ဘကာတက်ပင်သည်ဝုံကနေမိကတက်ပင်ဟာထပိုင်ကျူးကျသွားခဲ့လေတယ်ဟာဟာဟာဆရာလေးကဘယ်ဆိုးလို့လဲ ငါရဲ့ဆက်ကိုတော့လည်းနဲ့ရိုက်ချပစ်နိုင်တာပဲအသက်90ဝန်းကျင်ကရှိသည့်မိမကြီးတူဦးသည်ဟာတရင်မော၍ထိုကဲ့သို့ပြောကာတဲအတွင်မှထွက်လာခဲ့တယ်ထိုမိမကြီးရဲ့ပုံစံမှာခေါင်းတွင်အယိုးတစ်ချောင်းဖြင့်စတူထိုးထားလိမ့်ရဲ့လက်ထဲတွင်လည်းအယိုးကောင်းဝန်တစ်ခုကိုကင်ထားခဲ့တယ်အင်းကြီးမှာဟောင်းနှံ၍ထမိန်ကိုဇောက်ထိုးထား၍ဝေထားလိမ့်ရဲ့ထိုမိမကြီးမှာအယိုးကောင်းကိုဘယ်ဘက်လက်ပေါ်တင်ကသူ၏ညာဘက်လက်စစ်နှင့်ခောက်နေလိမ့်တယ် ။ပဇံမှာလည်းတစုံတစ်ခုကိုယွနေခဲ့တယ်။ခဏမှကြာသည့်အခါတွင်တော့မျက်မှောင်ကျုံကဆရာငတေကိုစူးစိုက်ကြည့်နေလေတယ်။ကဲဒီတခါငါရဲ့အမှောင်ပညာဆက်ကိုခံနိုင်ရင်ခံစမ်းထိုကဲ့သို့ပြောပြရနဲ့စုံမလက်ထဲကြီးအယိုးကောင်းသည်အမဲရောင်ခွန်းဝင်များအပေါ်သို့တလွင်လွင်တက်လာခဲ့လေတယ်။ထိုအယိုးကောင်းနဲ့ဆရာငတေစီကိုတက်တဲ့ပြစ်လို့ခဲ့တယ်။ဒီထဲတွင်အယိုးကောင်းပျောက်သွားကအမဲရောင်ခွန်းဝင်များနဲ့ အမောင်ပညာဆက်လုံးကြီးကဆရာငတေထံဝင်လာခဲ့တော့တယ်ဆရာငတေဒီလွယ်အတွင်းကနေကဝေပညာဆက်ဖြတ်အင်းတော်ကြီးနဲ့အမောင်ပညာဆက်လုံးကြီးထံပြန်ပြစ်လိုက်တယ်အမဲရောင်ခုံးငွေများနဲ့အမောင်ပညာဆက်လုံးကြီးဒီကဝေဆက်ဖြတ်အင်းတော်ကြီးနဲ့ထိမိတည်နဲ့အမဲရောင်ခုံးငွေပညာဆက်များအကုန်ပြောင်း၍အယိုးကောင်းကွန်မှလည်းအောက်ကိုပြုတ်ကျသွားခဲ့လီတယ်စုံမမှာသူဤပညာဆက်များပြတ်သွားသည်ကိုမြင်လိုက်ရသောကြောင့်မျက်လုံးမြင်ပြူးသွားခဲ့ရတယ် မဖြစ်နိုင်တာငါငါရဲ့ပညာဆက်ကပျောက်သွားတယ်နင်နင်တို့ဘာလို့ရှင်လို့လဲထိုကဆရာငတိသည်မကိုမခန့်လေရရင်ပြောလိတယ်ကျုပ်တို့လိုချင်တာကနှစ်ခုရှိတယ်ဗျခမားဖမ်းပြီးတော့ခိုင်းစားနေတဲ့တောဆောင်နဲ့နဲ့မကောင်းတဲ့ပညာကိုအသုံးပြုပြီးစီးပွားရှာနေတဲ့ခမားရဲ့ပညာကိုပဲတော်ဆောင်နဲ့ကိုတော့ငါပြန်နှုတ်ပေးလို့ရတယ်။ငါရဲ့ပညာကိုတော့ငါသိမ့်မပဲရမယ်ဟဲ့ ဆုံးမသည့်ထိုကဲ့သို့ဆိုကသူ၏ညာလက်ကိုဆုပ်၍မန္တန်တပုတ်ရွတ်ဆိုနေ၏ထို့နောက်ညာလက်ကိုဖျက်လိုက်သည့်အခါတွင်တော့လက်ဝါးထဲတွင်မီးတောက်နေလေသည်ဆုံးမသည့်ထိုမီးစက်နှင့်ဆရာငရေထံပြစ်လေသည်ဆရာငရေသည်အကာအကွယ်အင်းကိုထုတ်ကာကာလိုက်လေသည်ထိုအရာကိုမြင်သည့်ဆုံးမကလက်ဝါးနှစ်ဖက်ကိုပူ၍မန္တန်တပုတ်ကိုရွတ်လိုက်သည်တခဏအတွင်းမှတွင်လက်ဝါးနှစ်ဖက်လုံးကမိများထထောက်လာခဲ့လေသည်ဆုံးမသည့်မျက်လုံးပြက်ဖွင့်ကလက်နှစ်ဖက်ကိုဆန်တန်း၍ မိဇက်ကိုဆရာငတိတန်ပြလိုလိုက်တော့တယ်မိတောက်ကြီးသည်တဖြည်းဖြည်းနဲ့အရွယ်အစားကြီးမားလာလီတော့တယ်ဆရာငတိသည်လွယ်အတွင်းကနေအင်းတစ်ချက်ကိုအမြန်ထုတ်ခါမိတောက်အလုံးကြီးတန်ပြလိုလိုက်တယ်ဆရာငတိပြသည့်အင်းနဲ့မိဇက်တို့ထီသွားသည့်အခါတွင်တော့မိဇက်သည်ဆရာငတိထံကိုတက်တက်လာနေရမှာရက်သွားပြီးစုံမထံတံပြန်သွားလီတော့တယ်စုံမသည် သူ၏မိဇက်ကိုပြန်မကနိုင်ပေရှိကခန္ဓာကိုယ်တစ်ခုလုံးပြကြား၍ တောင်ကျွမ်းကတေဆုံသွားခဲ့တော့တယ်။သူရလည်းတဲတွင်းကိုပြေးဝင်သွားသည့်အခါတွင်တော့တောဆောင်နှကြီးကိုတွေ့လိုက်ရတယ်။တောဆောင်နှကြီးသည်ဝန်သားအယားနှင့်သူရကိုကျေးဇူးတင်နေတယ်။ဟာဆရာရဲ့ကျေးဇူးတင်ပါတယ်ဗျာ။ဒီဆုံမကကျုပ်ကိုဖမ်းပြီးလူတွေကိုပြူစာခိုင်းနေတာဗျ။ကျုပ်လည်းမလုပ်ချင်ပေမဲ့ဆုံမကအတင်းခိုင်းနေတော့လေလုံရတာပေါ့ဗျာ။ဒါကိုကျုပ်တို့နားလဲပါတယ်တောဆောင်နှကြီးရဲ့။အခုတော့ကိုပိုင်သားရတဲ့နေရာကိုပြန်တော့ဟုတ်ပြီလား။ တောဆောင်နေကြီးသည်ခေါင်းကြီးကတဲပြင်ကိုထွက်သွားပြီးဆရာငတင်းနဲ့ဆရာသားကျော်ကိုလည်းကျေးဇူးတင်ကြောင်းပြောနေခဲ့တယ်။ဆရာငတင်းနဲ့ဆရာသားကျော်ကိုကျေးဇူးတင်ပြီးမှသာလျှင်တောဆောင်နဲ့ဟာပျောက်ကွယ်သွားလိရောတယ်။သူရတို့ဆရာတပည့်၃ဦးသည်တောထဲကိုပြန်ဝင်ရန်ခြေလမ်းပြင်လိုက်စဉ်ကဲကြပါအောင်ရှင်။ကျမအောင်ကဲကြပါအောင်။သူကမိမတယောက်ဤအကူကြီးတောင်းတဲ့နဲ့အော်ဟေငိုကြွေးနေသည့်အတန်ကိုဆရာတပည့်၃ဦးစလုံးကြားလိုက်ရ၍ အနောက်ကိုဆက်ကနေလှည့်ကြည့်လိုက်ကြတယ်။စာရေးသူမိုးထုံးမကွေးဤသူရနှင့်စီးတော်ကြဤအန်ဒရဲဆိုတဲ့ပရဂံဘီယာဇလန်လေးကတော့ဒီမှာတည်းပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။